ဒီနေ့တော့ခွေးတကောင်ဟာကြေးလက်ဒေတာအနှံ့လျှောက်သွားနေတော့လေ။သူဟာတနေ့လုံးဘာမှမစားရသေးတဲ့အတွက်အလွန်စားလောင်နေတာပေါ့။အဲဒီလိုလျှောက်သွားရင်းနဲ့စိုက်ပျိုးမွေးမြူရေးချမ်းမှရှိတဲ့အမြင့်ဆောင်တစ်ခုကိုရောက်သွားတော့လေ။အဲဒီမြင်းဆောင်မှာစားစရာတစ်ခုခုရှာလို့ရမှာပဲလို့တွေးမိတော့တာပေါ့။အဲဒီလိုနဲ့ခွေးဟာမျက်ချောက်တွေပြည့်နေတဲ့မြင်းစာခွက်ကိုတွေ့သွားတော့လေ။ဟာမျက်ချောက်တွေကိုတော့ငါစားလို့မရဘူးဟာ ဒါပေမဲ့အ ਨੇ ဆုံးတော့နွေနွေထွေထွေအိတ်လို့ရပါသေးတယ်။အဲ့ဒီလိုတွေးမိတော့လေ။အဲဒါကြောင့်ခွေးဟာမြင်းစာခွက်တဲကိုခုံဝင်ပြီးတော့အိတ်နေလိုက်တော့လေ။အချိန်နှဲငယ်ကြတော့မြင်းနေဟာပြန်ရောက်လာပြီးတော့ခွေးကိုနှိုးတော့လေ။အဲ့ဒီကခွေဟာမြင်းစာခွက်ထဲကနေထလာခဲ့တော့လေမင်းကိုနှောက်ရှက်မိတဲ့အတွက်စိတ်မကောင်းပါဘူးကွာငါတို့အစာစားတော့မလို့ကွာကျေးဇူးပြုပြီးတော့မြင်းစာခွက်ထဲကနေပြီးတော့ထွက်သွားပြီပါလားဒါမှငါတို့အစာကောင်းကောင်းစားလို့ရမှာကွာ အဲ့ဒီလိုမြင်းကပြောလိုက်တော့လေအဲ့ဒီအခါခွေးကမရပါဘူးကွာငါမထွက်ပေးနိုင်ဘူးအဲ့ဒီလိုရိုင်းပြစွာပြန်ပြောလိုက်တော့လေဘာကြောင့်လဲကွာမင်းဒီမျက်ချောက်တွေကိုစားနိုင်လို့လားငါမစားနိုင်ပါဘူးဒီမျက်ချောက်တွေကိုငါဘာလို့စားရမှာလဲကွာဒါဆိုရင်ဘာကြောင့်ငါတို့ကိုပေးမစားရတာလဲမြင်းဟာအဲ့လိုဒေါသတကြီးပြန်မင်းလိုက်တော့လေအဲ့ဒီအခါခွေးကဘာကြောင့်လဲဆိုတော့ကွာဒီမျက်ချောက်တွေကိုငါလည်းမစားနိုင်ဘူးတခြားတစ်ယောက်စားတာကိုလည်းမလိုလားဘူးမင်းတို့အခုထွက်သွားကြတော့အဲ့ဒီလိုနဲ့ ခွေဟာမြင်းတွေကိုမောင်းထုတ်လိုက်တော့တယ်။ဒါကြောင့်တနာစရာကောင်းတဲ့မြင်းတွေဟာစာလောင်စွာနဲ့ပြန်ထွက်သွားကြတော့တာပေါ့။ဒါကြောင့်တခြားသူအလိုရှိတဲ့ဟာကိုကိုလိုမရှိဘူးဆိုရင်တော့တင်စီမထားပါနဲ့ဗျာ။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။